ဒီနေ့ဟာမြန်မာတက္ကသိုလ်1386ခုနှစ်ကွန်လွန်ပြီးတော့မြန်မာတက္ကသိုလ်1389ခုနှစ်ကူပြောင်းဖို့လို့အခါသမျှမာသိညာကာလာထူးကိုမင်္ဂလာချိန်ဖြစ်ပါတယ်ဒီနေ့ဟာမာသိညာရဲ့အကျိုးနဲ့မင်္ဂလာဖြစ်ပြီးတော့မိတ်ဆွေရဲ့အလုခံရုံငန်းရှိအိမ်ရှိဥပဇာတို့မှာအင်းညာအတာအကျိုးတော်ပွဲဦး ပူဇော်ရမယ့်နေ့ဖြစ်တဲ့အတွက်ဒကြံအတာအုပ်လေးနဲ့ကျူဇူဖို့အတွက်မိအပေါင်းဆွေအပေါင်းအပရိသတ်အားလုံးတို့ကိုရှစ်ထုံးမပယ်ဈေးသုံးမလွယ်ဖို့ဥတီပြီးလမ်းညွှန်လိုက်ရပါတယ်။ဒါကြောင့်ခုနှစ်သားမိအားလုံးတင်းညံအတာအုပ်လေးနဲ့မဟာတင်းညံကိုကျူဇူလိုက်ကြပါလို့ဥစွာပဏမတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။အခုလိုတင်းညံခါသမျှမှာတော့ကုသိုလ်ကောင်းမှုတွေအထက်ထပ်ပြုရင်းတရားဘာဝနာတွေပွားပွားများရင်းသီလတွေစောင့်တင်းကြရင်းနဲ့ကုသိုလ်ဒါနပြုပြီး မြန်မာတက်ကြရင်နှစ်ကူးဖို့အချိန်ကိုဖြတ်တန်းကြဖို့လို့အတွက်လဲအထူးတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာမာသိဉဏ်ကိုရုပ်ဆိုးအကြည့်တန်စေတဲ့အပျော်ပါမူယူရန်ကားခြင်းတွေကိုလဲရှောင်ကျင်ကြပြီးတော့တရားရိပ်ဖျားရိပ်မှာဘာဝနာပွားများကုသိုလ်တရားနဲ့ရှင်ရင်မာသိဉဏ်ကာလကိုမြမရိုးရအစင်လာကောင်းအဖြစ်စွမ်းဆောင်သွားကြဖို့အတွက်လဲသာသမီမြင့်မြင့်ငယ်ရွယ်သူအပေါင်းတို့ကိုလဲဒီနေရာနေပြီးတော့ပဲ ဩဝါဒစကားတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာဒီနေ့မှာခொနည်းသားသမီးတွေအားလုံးမာသိညာအကျုံနေ့မှာကုသိုလ်တော်ရရားဖြစ်ကြတော့မုံလုံးရေဘောဆွန်းမြတ်စွာဘုရားရှင်ကိုကတ်လူချင်းရဟန်းတန်ဃာများကိုလောင်းလူချင်းနဲ့အတူဆွေမျိုးမိတ်ဆွေများကိုဒါနပြုလိုက်ပါခင်ဗျာဒီနေ့အတွက်တဲတော်ကဉ္ဇမနမိတ်ကတော့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပြီးတော့ငွေကြေးကိစ္စတွေအတွက်ကောင်းသောအခွင့်အလမ်းတွေရပါလိမ့်မယ်ထို့တူကွဲကွာနေတဲ့သူတွေနဲ့ပြန်ဆောင်ရတတ်တယ် နေအောင်လူဟောင်းမိတ်ဆွေဟောင်းတွေနဲ့ပြန်ပတ်သက်တတ်ရပါတယ်ခရီးစီစဉ်ထားတဲ့သူတွေအတွက်လည်းခရီးအတွက်အခွင့်အရေးကောင်းတွေရပါလိမ့်မယ်ဒီနေ့မှာမိရှုတန့်စဉ်ဖွင့်ပြကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့တနင်္ဂနွေနေ့မှာမိရှုတန့်စဉ်ဖွင့်ပြသောမဟာဘုတ်ဗေဒင်နိယပုတ္တိဘွားဇာတာရှင်တွေဖြစ်ကြပြီးတော့ငယ်စဉ်မှာခက်ခဲတော်လဲနော်ကြည်ရင်တော့အခါအောင်မြင်ချမ်းသာမဲ့သူများဖြစ်ကြပါတယ်ခင်ဗျာထို့တူဒီနေ့ဟာအကျိုးပေးစိုးမိုးကနေအနေနဲ့က နှစ်ကနန်းခုနှစ်ကနန်းအကျိုးပေးပြီးတော့ငွေကြေးကိစ္စအဆင်ပြေဖို့လို့အတွက်ကတော့ကိမ့်မုံနှစ်ချက်မြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ရမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ကြောင်းသောမွေးနေ့ရှင်များအားလုံးတို့လည်းမင်္ဂလာမွေးနေ့ပါခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရည်ရည်အဖြစ်နဲ့တက်ကြီးရွယ်ဦးတို့ကိုစေဝါဓာတ်စာလှူဒါန်းသောကုသိုလ်လုပ်ပါလို့လမ်းညွှန်လိုက်ပါတယ်ခင်ဗျာဒီနေ့အကျိုးပေးတဲ့စုမှုကနန်းကတော့၃ကနန်း၃ညကနန်းဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကြေးကိစ္စများအဆင်ပြေအောင်ဆုံးခံကြတဲ့ကိုရင်ဦးစင်းကိုတကြားလှူပြီးဆုတောင်းလိုက်ပါဒီနေ့အတွက် စတိုးဆိုင်နေကုံစုံဆိုင်နေလဖေ့ဆိုင်နေစားတောက်ဆိုင်နေရောင်းပန်းသာဝယ်ပန်းလှဖို့အတွက်ကတော့စိုက်ရှိမျက်နှာသာကိုအချိုရင်နေငယ်ပက်ပြန့်ပြီးဆူတောင်းလိုက်ခြင်းအဖြစ်ရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုဖယဲသည့်တလုံးမှရစ်ပြီးတိလရှင်ဆရာလေးတစ်ပါးပါးကိုလှူနှမ်းလိုက်ပါခင်ဗျာထို့တူကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အနီအောင်ဖျောင်းနိုင်တဲ့မိတွင်းရင်မြတ်စွာဘုရားရှင်ကိုလှူဒန်းရင်ကျမ်းမာဖို့အတွက် ဓာတ်စာတက်ဖို့စေဝါတက်ဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ အခြေအမြင်တိုင်းအိမ်တော်ကြီးကိစ္စတွေအစဉ်ပြေဖို့လို့တော့ကတော့အုံးစိမ့်ရေတစ်ခွက်မြတ်စွာဘုရားရှင်ကိုဆက်ကပ်လိုက်ပါခင်ဗျာ